မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါရစေ sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာရွှေခိုးတွန်းနေတဲ့ NUGPV အုပ်စုနဲ့အတုံးချခံတွေကိုဒီကြောင့်ဝင်ပုံကျတိုက်ခိုက်တဲ့အတွက်တိုက်ဆုံမှုများနေတယ်ဆိုတော့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းလိုင်းအထက်ပိုင်းဒီချင်းလင်းမြဝန်တစ်လျှောက်လုံးမှာ NUGPV အုပ်စုတွေကဒေတာတစ်ခုလုံးကိုဇုံမထားပြီးတဲ့နောက်တရားဝင်ရွှေခိုးတွူတာတွေချင်းလင်းမြဝန်တစ်လျှောက်မှာဒီဝါဖောင်တွေ ညှောပေါင်နေတဲ့ရှုခိုးတူးနေတာတွေကိုပြုလုပ်လျက်ရှိပါတယ်။2022ခုနှစ်ကနေစပြီးတော့ချင်းနှင်းမြဝန်တကြောလုံးမှာတရားမဝင်ရှုတူးဖို့မှုတွေကအွန်လိုင်းကျင်းလာပြက်လာပါတယ်။ကလေးမော်လိုက်တစ်ပတ်ချမ်းမှာလေဒီရှုတူးဖို့မှုတွေအများကြီးရှိလာသလိုဒီမင်းငင်းနဲ့ကနေရမှာလဲ NGPP အုပ်စုတွေရဲ့ဥဆောင်မှုနဲ့အတူရှုတူးဖို့မှုတွေအများကြီးပြုလုပ်လျက်ရှိပါတယ်။အရင်ကမှာသကိုင်းတိုင်းဒေတာကြီးဆိုတာက NGPP အုပ်စုတွေအနေနဲ့ပထမဆုံးတော့လွတ်မြောက်နေပြီအဖြစ်ကြေညာထားတဲ့ဒေတာတစ်ခုလည်းဖြစ်ပါတယ်။ ။လက်ရှိအချိန်မှာလည်းဒီဂျာကာလာအစိုးရအနေနဲ့စကိုင်းတိုင်းမှာဝန်ကြီးချုပ်တွေခံထားတာတွေလွတ်တော်ဥက္ကဋ္ဌခံထားတာတွေကိုပြုလုပ်ပြီးတော့စကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိနေတဲ့ဒီအကျိုးစီးပွားတွေတွန်းထွက်တင်ဇာတာတွေမြေပေါ်မြေရောက်တင်ဇာတာတွေအားလုံးကိုတရားမဝင်တူဖော်ဖို့ပြီးတော့သူတို့ရဲ့အကျိုးစီးပွားတွေကိုအင်အားတောင့်တင်းအောင်ပြုလုပ်ဖို့အတွက်ဆောင်ရွက်နေကြတာရှိပါတယ်။ တရားဝင်ရွှေတူဖော်မှုတွေတဲကမှဒီမင်းင်းမြုံနယ်လောင်ပြေရွာနီးမှာရှိနေတဲ့ရွှေမျောတရားဝင်တူဖော်မှုတွေပြုလုပ်နေတဲ့နေရာကိုတက်မတော်ကနေရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒီလိုမျိုးတွေရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ဒီမင်းင်းမြုံနယ်နဲ့ကဏီပတ်ဝန်းကျင်မှာစုဖွဲ့လှုပ်ရှားနေတဲ့ပါကဖပါအဖကအဖွဲ့တွေအားလုံးကထိခိုက်ဒိဆုံးမှုတွေများခဲ့ပါတယ်။ဒီရောင်းတိုက်ခိုက်မှုကိုတော့2025ခုနှစ်နိုဝင်ဘာ22ရက်နေ့နေ့လယ်တနာရီခွဲနဲ့ညနေ4နာရီကြားထဲမှာဒီရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လေရောင်တကိုင်းဟုမပြုတ်ခင်ဒီလောင်ပြေရွာကဒေသခံတွေလောင်ပြေရွာရဲ့မြင်းညာဘက်မှာရှိနေတဲ့ဒေသခံတွေကအနေဂျီလောက်ကံ PDF တွေပကဖတွေပလဖတွေအားလုံးကိုဒီဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပါတယ်အဓိကကတော့ဒီ NUG ပြည်ပအုပ်စုတွေကတရားဝင်ရွှေတူးဖော်မှုတွေပြုလုပ်နေတယ်ရွှေမျိုးပေါင်းတွေနေရာချထားတဲ့နေရာဆိုတာက KSS ဘောဝပိပင်ဒီစကြက်မြေစိုက်ပျိုးမြေအနေနဲ့ပြုလုပ်ထားတဲ့နေရာဖြစ်ပါတယ်အဲ့တော့ဒီချင်းနှင်းမြေတခြားမင်းကင်းနဲ့ကနေကြားကရှိနေတယ်ဒီလောင်ပြေရွာအနီးမှာပြုလုပ်ခဲ့တာဖြစ်ပါတယ် ဒီဒေတာတွေဆိုတာကဒီဘဝပြည်နဲ့ရှောက်ဆိုင်ပြုံးမြေတွေပြုတ်လောက်ခဲ့တယ်။လောင်ပြင်းရွာနဲ့ဘေးပတ်ဝန်းကျင်ကရွာတွေအတွက်ဒီအဓိကစကြက်မြေဆိုင်ပြုံးမြေဖြစ်ခဲ့ရှိခဲ့တဲ့နေရာတွေပါ။ဒါပေမဲ့2020ခုနှစ်နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲဖြစ်ပေါ်ပြီးတဲ့အချိန်ကစပြီးတော့ NGO လောက်ခံ PDF တွေကလက်နက်အားကိုပြီးတော့ဒေတာကန်တွေကိုဖိနှိပ်ကြတဲ့အနိုင်ကျင့်တာတွေပြုတ်လို့ပြီးတော့တော်လန်ကြီးရန်ပုံငွေအကြောင်းပြချင်းနဲ့တရားမဝင်ရှုတူဖို့မှုတွေကိုအများကြီးပြုတ်လို့လည်းရှိပါတယ်။ဒီလိုပြုလုပ်နေတာဖြစ်တဲ့အတွက်ပြီးခဲ့တဲ့2024ခုနှစ်ဒီမေလဝင်းကျင်ကလည်းမင်းငယ်မျိုးရဲ့အထက်ပိုင်းမှာရှိနေတဲ့ကပြည့်ရွာမှာ ဒေသခံတွေကဒီအကြမ်းဖက်သမားတွေရဲ့ရှူတူဖော်မှုတွေပြုလုပ်မှုပြင်ဆင်မှုတွေကိုဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းအကြမ်းဖက်သမားတွေကလက်နက်အားကိုးပြီးတော့ဒီအနိုင်ကျင့်ကြတာပြစ်တဲ့အတွက်ဒေသခံတွေဘာမှမတတ်နိုင်ခဲ့ပါဘူး။အခုတမတော်ကလေးရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့လောင်းပြေရွာအနီးကရွှေမော်တွေဆိုတာကလေဒေသခံမိဘပြည်သူအင်အားတထောင်ကျော်က ဒီ NUG လောက်ကံ PDF တွေပကဖတွေပလာဖတွေအားလုံးကိုဆန္ဒထုတ်ပုံမှုသုံးကြိမ်တိုင်းနဲ့ပြုလုပ်ခဲ့ပူပါတယ်။ဒါကတော့2025ခုနှစ်အောက်တိုဘာ2ရက်နေ့ကတကြိမ်၊2025ခုနှစ်အောက်တိုဘာ5ရက်နေ့ကတကြိမ်နဲ့အခု2025ခုနှစ်နိုဝင်ဘာ10ရက်နေ့ကတကြိမ်ဆန္ဒထုတ်ပုံမှုတွေပြုလုပ်ခဲ့ပါတယ်။ဒီလိုဆန္ဒထုတ်ပုံမှုတွေပြုလုပ်ခဲ့တာကဒီ NUG PP အုပ်စုတွေကရွှေတူးပုံမှုတွေပြုလုပ်ဖို့ဝါပေါင်နေတဲ့နေရာတတ်မှတ်ထားတဲ့ area အားလုံးက ဒေသဝန်ကြီးမှာရှိနေတဲ့ရွာတွေရဲ့စိုက်ပျိုးမှုတွေဖြစ်ပါတယ်။ဒေသရင်စားဝတ်နေရွေးကူတာမှာကဒေသဝန်ကြီးကရွာတွေကိုဒီတင်းနံရောင်းချဖို့အတွက်အသုံးပြုနေတဲ့စိုက်ပျိုးမှုတွေဖြစ်ပါတယ်။ဒါပေမဲ့ NGBP အုပ်စုကတော့ရေတို့ကာလသူတို့ထိန်းချုပ်ခွင့်ရတဲ့ကာလတို့အတွင်းမှာပဲဒီချင်းနှင်းမြစ်ထဲမှာရှိနေတဲ့ရွှေတွေကိုတရားဝင်တူဖောက်ဖို့နောက်ပြီးတော့ချင်းနှင်းမြစ်ရွာရဲ့အောက်ဘက်မှာရှိနေတဲ့ဒေသခံတွေရဲ့ဒီခရီးစဉ်ပျက်စီးတာတွေကိုဂရုမစိုက်ဖဲနဲ့လက်နက်အားကိုးပြီးတော့ဒီတရားဝင်တူဖောက်မှုတွေပြုလုပ်လျက်ရှိပါတယ်။ အဲ့ဒီတွင်မိဘပြည်သူတွေကဒီ NUG ပြည်ပအုပ်စုတွေအားလုံးကိုဇာနာထုတ်ဖော်တာတွေပြုလုပ်ခဲ့ပေမဲ့ NUG ပြည်ပအုပ်စုတွေကမှတဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနရဲ့ခွင့်ပြုချက်နဲ့ဒီတရားဝင်ရွှေမျိုးတွေကိုပြုလုပ်နေတယ်ဆိုပြီးတော့အကြောင်းပြန်ခဲ့တယ်အပြင်ဒေသခံဘေးဘပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်မှုနောက်ပြီးတော့ဒီတရားဝင်ဒုဖော်မှုတွေအတွက်လက်ပေးလက်ယူအများကြီးပြုလုပ်ပြီးခွင့်ပြုခဲ့တာတွေကိုဆန့်ကျင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒေသခံဘေးဘပြည်သူတွေကလက်နက်မဲ့ပြည်သူတွေဖြစ်တဲ့အတွက်လက်နက်ကင်ပြီးတော့ဒီအနိုင်ကျင့်နေတဲ့ NGPP အုပ်စုတွေရဲ့ဒီတရားမဝင်အတင်းအကျပ်မှာဒီရွှေဒုဖော်မှုတွေကိုတော့တားဆီးနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီလိုတားဆီးနိုင်ခဲ့ခြင်းမရှိပေမဲ့လည်းဒီဒေသခံမိဘပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်မှုတွေကြောင့်လောင်ပြေရွာအနီရွှေတူဖော်မှုတွေပြုလုပ်ဖို့2025ခုနှစ်ဒီအောက်တိုဘာလဆန်းလောက်ကလေးကပြင်ဆင်နေခဲ့ကြတာကိုရပ်တန့်ထားခဲ့ပါတယ်။ရပ်တန့်ထားခဲ့တယ်ဆိုတာကလည်းရွှေတူဖော်မှုတွေစတင်ပြုလုပ်သေးတာသာရှိပေမဲ့ဒီရွှေဖောင်တွေဝါဖောင်တွေအားလုံးကိုခွင့်ပြုပေးခဲ့ပါတယ်။လက်ရှိအချိန်ဒီတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွင်းဒီဝါဖောင်အရေးအတွက်ယာကြည်ပြီးရှိတယ်လို့သိရပါတယ်။ဒီလိုမျိုးရွှေတူဖော်မှုတွေဝါဖောင်တစ်ဖောင်ဒီမျိုးဖောင်တစ်ဖောင်ကို NUG PDF တွေ NUG လောက်ခံပကဖပအဖ ဖွဲ့တွေအားလုံးကမာကြန့်ဝေသိန်း3500ကနေ9000ကျာယူထားတယ်လို့သိရပါတယ်ဒါကနှစ်စဉ်ချင်းမဟုတ်ပါဘူးလာစဉ်ပေးရတယ်လာစဉ်ချင်းဖြစ်ပါတယ်ဆိုတော့ဒီဝါပေါင်တစ်ပေါင်ကိုမြန်မာကျပ်ငွေသိန်း3500ပေးရတယ်ဆိုရင်တော့မှဝါပေါင်10ပေါင်ဆိုရင်သိန်း3000သိန်း3000ပဲဖြစ်သွားပါပြီ3.5 billion ဖြစ်သွားပြီလို့ဆိုရမှာဖြစ်ပါတယ်လက်ရှိအထိဒီရရှိတဲ့သတင်းတွေအရတော့ဒီ NUG PDF တွေရဲ့နေရာတတ်မှတ်ပေးမှုတွေကြောင့်လောင်ပြေရွာရဲ့အောက်ဘက်မှာရှိနေတဲ့ဘိုးဘွားပိုင်စကြက်မျိုးတွေအားလုံးကအကြမ်းဖက်သမားတွေရဲ့ငုံရိုက်တတ်မှတ်ပြီးတော့ဒီရွှေတူးဖောက်မှုတွေပြုလုပ်တဲ့အတွက်ဒေယာစနစ်ကတော့ပျက်စီး းနေပြီဖြစ်ပါတယ်ဒီလိုမျိုးပြည်စည်းတာတွေရဲ့နောက်ဆက်တွဲဒေသခံမိဘပြည်သူတွေကနေမြေကန်တရင်တပ်ဖွဲ့တွေနဲ့မရရတဲ့နေရာကနေချိတ်ဆက်ချိတ်ဆက်ပြီးတော့ဒီဒေသတွင်းမှာကြရစနစ်ကိုပြည်စည်းအောင်ဆောင်ရွက်နေတယ်ဒေသခံမိဘပြည်သူတွေရဲ့ဘေးပတ်ဝန်းကျင်တွေကိုလည်းကမ်းပြိုမှုရေတိုက်စားမှုနဲ့ရေလမ်းကြောင်းပြောင်းလဲမှုတွေဖြစ်ပေါ်စေနိုင်တဲ့အတွက်ဒီသတင်းပေးပို့ခဲ့ပါတယ် ဲ့ဒီနောက်မှာတော့မနေ့ကနိုဝင်ဘာ22ရက်နေ့မှာပဲတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီလေကြောင်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာတွေအကြမ်းဖက်သမားတွေရှေ့တူးဖို့မှုပြုလုပ်နေတဲ့နေရာတွေကိုဒီပါရမတာနဲ့3ချိန်ဂျက်ဖိုက်တာနဲ့2ချိန်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်ပါရမတာ3စီးနဲ့2ချိန်ဒီပြန်လည်လာရောက်တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပြီးတော့ဂျက်ဖိုက်တာနဲ့ KA မျိုးစားနဲ့လာရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒီလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် NUG လောက်ခံ PDF တွေရဲ့အဓိကဒီဝါပေါင်တွေဝါမျိုးတွေကိုအုပ်ချုပ်မှုပြုလုပ်နေတဲ့ကင်းအနေနဲ့လုံခြုံရေးယူဆောင်ရနေတဲ့နေရာတွေကိုကြောက်ရောက်ပေါက ်ခွဲခဲ့တာတွေလည်းရှိတယ်။ NUG ပြည်ပအုပ်စုတွေအကြမ်းဖက်သမားတွေကိုအခကျင်းငွေပေးပြီးတော့ရွှေတူးဖုံမှုပြုလုပ်နေတဲ့နေရာတွေလည်းကြောက်ပောက်ခွဲခဲ့တာဖြစ်တဲ့အတွက်မနေ့ကနိုဝင်ဘာ22ရက်နေ့ဒီနေ့လည်းတနအိုင်ဝဲဝင်းညင်ကနေဒီနေ့နိုဝင်ဘာ20 သုံးရက်နေ့နေ့လယ်၂နာရီခွဲဝန်းကျင်နေ့ရရှိတဲ့တည်င်းအရာတော့ဒီအကြံဖက်သမားတွေနဲ့အတူတရားမွန်ရှုတူဖို့မှုပြုလုပ်နေတဲ့သူ28ယောက်ထိခိုက်သေဆုံးသွားပြီဆိုတဲ့တည်င်းလည်းကြားသိရပါတယ်။ဒီတွေဒီ NGP ပြည်အုပ်စုတွေကဒေါ်လာရေးရန်ပုံငွေအကြောင်းပြချက်နဲ့ဝါဖောင်ပေါင်း200ကျော်အထိကိုခွင့်ပြုပေးထားတယ်လို့သိရပါတယ်။လက်ရှိအချိန်ဒီလဲဝါဖောင်တွေကဆက်လက်ပြီးတော့ပြင်ဆင်နေတာတွေရှိပါတယ်။ဒေသကမိဘပြည်သူတွေကတော့နိုဝင်ဘာလတန်းတည်းကဒီရွှေမြောင်းဖောင်တွေမှာပြုတ်လုပ်ဖို့အတွက် စံနှောက်တွေပြခဲ့တယ်စံနှောက်တွေထုတ်ဖော်ခဲ့ပြီးမယ်အကြံဖက်သမားတွေကလက်နက်အားကိုပြီးတော့ဝါဖောင်တွေစီကနေလစဉ်ချေတွေကောက်ယူနေတာတွေရှိတယ်။အခုဒီနိုဝင်ဘာ10ရက်နေ့မှာတော့ဒီဝါဖောင်တွေချွေမျိုးဖောင်တွေကိုစတင်ပြီးတော့တူဖော်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။စတင်တူဖော်မှုတွေပြုလုပ်နေပြီဖြစ်တဲ့အတွက်ချင်းနှင်းမြစ်ဝမ်းမှာရှိနေတဲ့ဒီဒေသခံဂျွာတွေရဲ့စိုက်ပျိုးမြေတွေနောက်ပြီးရေလန်းချောင်းတွေဒီရေကိုအဓိကထားပြီးတော့တောက်သုံးနေကြတဲ့မိဘပြည်သူတွေအတွက်ကလည်းကျမကြီးအရာရော GS နဲ့ကောပျက်စီးနေကြပြီဖြစ်ပါတယ်။အဲ့ဒီအတွက်လည်းဒေသခံမိဘပြည်သူတွေကဒီတရားဝင်တူဖော်မှုတွေအလွန်ကြောင့်တူဖော်မှုလို့ဆိုရမှာဖြစ်ပါတယ်။ KSS မှာလည်းဒီချင်းတွင်းမြစ်ဝမ်းတစ်လျှောက်ချင်းတွင်းမြစ်အထက်ပိုင်းချင်းတွင်းမြစ်အောက်ပိုင်းမှာတနိုင်တစ်ပိုင်းနဲ့ရွှေကျင်တဲ့လုပ်ငန်းလေးတွေရှိကြပါတယ်။ကေဆက်ဆက်မှာလည်းရှိကြပါတယ်။နိုင်ငံတော်ကလည်းခွင့်ပြုထားတဲ့နေရာတွေမဟုတ်ပေမဲ့ဒေသခံမိဘပြည်သူတွေကိုတနိုင်တစ်ပိုင်းအသုံးပြုလို့ရအောင်ခွင့်ပြုထားတဲ့နေရာတွေရှိကြပါတယ်။ဥပမာမကွေးတန်းအနောက်ချမ်းကတကိုင်းရင်းနယ်မော်လိုမျိုးဆိုလို့ရှိရင်နိုင်ငံကပိုင်တဲ့လုပ်ငန်းတွေလို့ဆိုပေမဲ့တနိုင်တစ်ပိုင်းတူဖောက်ဝင်ပေးထားတဲ့နေရာတွေရှိပါတယ်။ဒါအပြင်ဒီအညာဒူပိုင်းလို့ခေါ်လို့ရတဲ့ဒေသတွေမှာလည်းဆိုင်းအင်ဝင်ကြီးဌာနကပိုင်တဲ့ရေနံကပိုင်တဲ့တွင်းတွေရှိတယ်လို့တနိုင်တစ်ပိုင်းတူဖောက်တဲ့လက်ရက်တွင်းတွေရှိကြပါတယ်။အကေးစက်စက်နိုင်ငံတော်ကလုပ်ငန်း နိုင်ငံတော်ကဥဆောင်ပြီးလုပ်ကိုင်နေတဲ့လုပ်ငန်းတွေရှိတယ်လို့ဒေသခံမိဘပြည်သူတွေအတွက်တနိုင်တစ်ပိုင်းဆောင်ရွက်မှုတွေကိုလည်းခွင့်ပြုပေးထားတာရှိပါတယ်။ဒါပေမဲ့ 2022ခုနှစ်နိုင်ငံရေးအခွင့်အရေးဖြစ်ပေါ်တဲ့အချိန်ကစပြီးတော့ NUGPP အုပ်စုတွေကလက်နက်အားကိုနဲ့ဒေတာတွေမှာချင်းနှင်းမြန်မာတလျှောက်လုံးကိုသူ့အပိုင်နဲ့သူသူ့အကန့်နဲ့သူဒီရွှေမျိုးတွေကိုတုဖော်နေကြတာဖြစ်ပါတယ်။ဒါကချင်းနှင်းမြစ်တခုလည်းဒါမဟုတ်ပါဘူး။ရွှေချင်းမြစ်စစ်တောင်းမြစ်တချို့မှာလည်းတုဖော်တာတွေရှိတယ်။ဘီလွင်အပဝင်းကျင်ထဲမှာလည်းဘီလင်းမြစ်တလျှောက်ဘီလင်းမြစ်အထက်ပိုင်းမှာလည်းတရားဝင်တုဖို့မှုတွေပြုလုပ်လျက်ရှိပါတယ်။ဘီလင်းမြစ်အထက်ပိုင်းမှာပြင်လက်နက်ကင်တဲ့ဘော KNU ထင်းချုပ်ထားတဲ့ဒေသတွေကပဲဆက်ကြီးတွေယူလာစဉ်ကြီးတွေယူပြီးတော့တရားဝင်တုဖို့မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။အခုပထမအဦးဆုံးအနေနဲ့တမတော်ကအကြမ်းဖက်သမားတို့ ားတွေရဲ့ငွေရပေါက်ရာလန်းဖြစ်နေတဲ့ရေတောင်းမြစ်တခုဖြစ်နေတဲ့ဒီရွှေမျိုးတွေတူဖော်နေတဲ့နေရာကိုပထမဆုံးအကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်အကြမ်းဖက်သမားတွေအတွက်လည်းအော်အောင်နေဖြစ်သွားတယ်။အကြမ်းဖက်အာဘေမီဒီယာတွေကလည်းတပြိုင်တည်းတည်းဆိုသလိုဒီဝါပေါက်တွေပြုလုပ်နေတဲ့အပြစ်မဲ့အရက်သားတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုပြီးတော့ပုံမှန်အတိုင်းပဲတပြားဟောင်းကြီးဖွင့်လာတာကိုမြင်တွေ့ရပါတယ်။ တကယ်တော့ဒီဒီတာတွေဒီနေရာတွေဆိုတာက NUGPP အုပ်စုထိန်းချုပ်ထားပြီးတော့ဒီသူတို့ရဲ့ကိုပိုင်ကိုချုပ်ခွင့်ရဒေတာပုံစံမျိုးသူတို့ရဲ့လွတ်လပ်ခွင့်သူတို့ထိန်းချုပ်ထားတဲ့ဒေတာအနေနဲ့နိုင်ငံတော်မှာရှိနေတဲ့ရေပေါ်ရေအောက်မြေပေါ်မြောက်တင်စားတာတွေကိုသူတို့ရဲ့အကျိုးစီးပွားတွေတွဖုံနေကြတာဖြစ်ပါတယ်။အာနာရှင်ကြာဆုံးရေးကြွကြော်ပြီးတော့လက်နက်ကင်ခဲကြပြီမြေ တကယ်တမ်းကျတော့အာနာရှင်ဆန်ဆန်အာနာရှင်ထက်ဆိုးရွားစွာနဲ့ပဲဒီခရိုနီတွေနဲ့ပေါင်းစီးပွားရေးသမားတွေနဲ့ပေါင်းပြီးတော့ရွှေတွေကိုတူဖို့နေကြတာဖြစ်ပါတယ်။ဒီလိုမျိုးတရားဝင်ရွှေတူဖို့မှုတွေပြုလုပ်လိုက်တဲ့အတွက် NGO လောက်ကံ PDF တွေကစက်ကြီးတွေယူပြီးတော့နေရာတွေချထားပေးလိုက်တဲ့အတွက်လက်နက်မဲ့ပြည်သူလူထုဒေသခံရွာသူရွာသားတွေကဘာမှမတက်နိုင်မင်းနဲ့ရက်ကြီးနေရတာတွေရှိလာပါတယ်။ အဒါအပြင်ဒီဘိုးဘွားပြည်ပင်ပိုင်ဆိုင်ခဲ့တဲ့စိုက်ပျိုးမြေတွေစကြက်မြေတွေပေါ်မှာအခုလိုမျိုးနေရာတွေအကွက်ရိုက်နေရာတွေတတ်မှတ်ပြီးရောင်းစားနေတာဖြစ်တဲ့အတွက်ဒေသခံတွေနဲ့စိတ်ထဲမှာလည်းစင်ကောင်းတာတွေဖြစ်ရတယ်ခံစားမှုတွေမှာလည်းစိတ်ခံစားမှုတွေလည်းအဆင်မပြေဖြစ်လာတယ်လို့သိရပါတယ် ဒါကြောင့်မလို့ဒီ NUG PDF အဖွဲ့တွေကတော့ဒီစကိုင်းတိုင်းဒေသကြီးကိုမမှန်မောမောနဲ့ပဲပထမဦးဆုံးလွတ်မြောက်နိုင်မည်ဖြစ်ကြေညာခဲ့တာဖြစ်ပါတယ်။စနေနေ့မှာစနေရနေ့ကလည်း NUG ပြည်ပအုပ်စုတွေကစကိုင်းတိုင်းမှာပထမဆုံးအနေနဲ့ဂျားကာလာဝန်ကြီးချုပ်ဆိုပြီးတော့ဒီဦးစိုးဦးကိုခန့်အပ်ခဲ့ပါတယ်။အဲဒီဦးစိုးဦးဆိုတာကလက်ရှိ NUG ပြည်ပအုပ်စုကခန့်အပ်ထားတဲ့ ဝင်ကြီးဖြစ်ပါတယ်2015ခုနှစ်ကနေ2020ခုနှစ်ဒီဒီမိုကရေစီစနစ်မှာသခိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့စီမံပဏ္ဍာကဝင်ကြီးအနေနဲ့တာဝန်ယူခဲ့တဲ့ပုံစံတွေအဖြစ်ပါတယ်ဒါကြောင့်မလို့သခိုင်းတိုင်းဒေသကြီးထဲမှာရှိနေတဲ့ဘယ်နေရာတွေမှာတွင်းထက်တင်ရသာတာရှိတယ်တမလန်းတွေတစ်တွေကျွန်းတွေထွက်တဲ့နေရာဘယ်နေရာမှာရှိတယ်ဘယ်နေရာမှာရွှေတွေတူဖို့လို့ရရဲဆိုတော့ NUG ပြည်ပြည်အုပ်စုတွေကလေတန်းအောင်အမတ်တွေကစပြီးတော့စွန့်တော်တွေကိုရောက်ရှိလာပြီးတဲ့နောက်အစိုးရအဖွဲ့တွေကိုရောက်ရှိလာပြီးတဲ့နောက်နိုင်ငံတော်မှာရှိနေတဲ့မြေပေါ်မြေအောက်ရေပေါ်ရေအောက်တင်ရသာတာတွေကိုသိရှိသွားခဲ့တာဖြစ်ပါတယ် ပြောတရှိသွားပြီးတဲ့နောက်မှာတော့အခုစကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိနေတဲ့တကယ့်နေရာတွေတွင်းနဲ့ပြန်စားတာတွေအများအပြားရှိနေတဲ့နေရာတွေကိုတော်လန်ရေးရံမောင်ွေလို့အကြောင်းပြချက်နဲ့တွဖို့နေကြတာဖြစ်ပါတယ်။ဒါတွေကိုအချိန်မီမတားစီးနိုင်မှုဆိုရင်တော့ဒီချင်းသွင်းမြင့်ကြီးတစ်ခုလုံးကကောသောမှာဖြစ်တယ်လို့ AR မြင့်ရဲ့အောက်ဖက် AR မြင့်ရဲ့မြင့်ညာဘက်ပြောရမယ်ဆိုရင်ဒီ AR မြင့်ကနေတောက်လျှောက်စီးဆင်းလာခဲ့တာတွေရဲ့နောက်ဆက်တွဲ AR တိုင်းကမိဘပြည်သူတွေအားလုံးကဒီရေတွေကဒီဓာတ်ဝိဒါပစ္စည်းတွေပါဝင်ပါဝင်မှုတွေအာဆင်နစ်ဓာတ်တွေပါဝင်မှုတွေကြောင့် မြေပပြည်သူတွေရဲ့ကျန်းမာရေးတွေကလည်းထိခိုက်လာအောင်မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလည်းဒီသတင်းသဘုတ်အစီရင်ခံစာတစ်ခုကိုဖတ်လိုက်ရပါသေးတယ်။ဒါကတော့ ARI မြစ် ARI တိုင်းပေါ်မှာရှိနေတဲ့မြစ်ချောင်းတွေမှာဒီဓာတ်ရုပ်ဗေဒအရာ ဒီအဆက်နှစ်တက်တွေညားနေတယ်ဆိုတော့တင်ကြားသိရပါတယ်။ဒါကတော့ဒီစကိုင်းတိုင်းဒေတာကြီးချင်းရင်းမြစ်ဝမ်းကနေစီစဉ်လာတဲ့ရေတွေနဲ့ ARE မြစ်ကိုပူပေါင်းစီစဉ်လာခဲ့ပြီးတဲ့နောက် ARE တိုင်းကဒေတာကမိဘပြည်သူတွေကဒါတွေကိုခါးစီခံနေရတာဖြစ်ပါတယ်။ချွေ24မှုတွေထဲမှာလေဒီဆန်ရဲနေရာတွေ24ဆယ်ရဲနေရာတွေအသုံးပြုပြီး24နေကြတာဖြစ်တဲ့အတွက် GEA စနစ်တွေလည်းပြက်စီးလာတယ်။ဒါကရေအောက်တဘာဝပတ်ဝန်းကျင်ပြက်စီးလာတာလို့ဆိုရမှာဖြစ်တယ်လို့ရေပေါ်မြေပေါ်ပတ်ဝန်းကျင်ကလည်းဒေတာကန်တွေရဲ့ဒီပတ်ဝန်းကျင်အားလုံးပြက်စီးသွားတာကိုမြင်တွေ့ရပါတယ်။ ဆိုတော့ဇလိုရင်းကိုပြန်ဆက်ရရင်တော့လက်ရှိတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာက NUG PDF တွေလက်ဝဲကြီးအုပ်စုံမထားထိန်းချုပ်ထားတဲ့ဒေသတစ်ခုဖြစ်ပါတယ်။မင်းငင်းဆိုတာကတော့ဒီနမခမုံရွာနဲ့အဖြောင်တိုင်းပဲဆိုရင်6မိုင်60ပတ်ဝန်းကျင်မှာရှိပါတယ်။မင်းငင်းရဲ့ပတ်ဝန်းကျင်မင်းငင်းမြို့နယ်ထဲမှာချင်းနှင်းမြို့ဝန်တလျှောက်တရားဝင်တူဖော်မှုနေရာ6နေရာထပ်မင်းရှိပါတယ်။ဒီထဲကနေမှာမနေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့လောင်းပြေရွာကတော့ဒီအင်းနဲ့အားနဲ့အလုံးရင်းနဲ့တူဖော်မှုတွေပြုလုပ်ဖို့လေစီစဉ်နေတဲ့နေရာဖြစ်ပါတယ်။ ိုတော့ဒီကနေ NGPB အုပ်စုတွေကစက်ကြီးတွေရနေအခွန်ခတွေရနေတာဖြစ်ပါတယ်။မြေပေါ်မှာဆိုလို့ရှိရင်တော့ဒီ water gate တွေရှိတယ်။ဝလုံးနေနဲ့တားပြီးတော့စက်ကြီးကောက်နေတဲ့ gate တွေရှိပါတယ်။ အခုဒီ energy pdf အဖွဲ့တွေကဒီရွှေမျိုးတွေကနေရနေတဲ့ gate တွေကိုတော့ရေ gate လို့ခေါ်ပါတယ်ဒေတာအခေါ်ရေ gate လို့ခေါ်ပြီးတော့ဒီကရတဲ့အကျိုးစီးပွားတွေတည်ဆောင်နေတာတွေဒီကရတဲ့ဒီရေလမ်းကြောင်းကနေလာတာတွေကိုစက်ကြီးကောက်တာတွေလည်းရှိပါတယ်ချင်းနှင်းမြစ်ကိုစုံကြီးဆန်းကြီးတက်နေတဲ့ဒေတာကမိဘပြည်သူတွေရဲ့ဒီလှေတွေတမ်းတမ်းတွေကိုလည်းစက်ကြီးကောက်နေတာတွေရှိတယ်လို့အခုလိုမျိုးရွှေမျိုးတွေပြုတ်လို့ဖို့အတွက်အားရောက်တူဖို့လည်းမိဘပြည်သူတွေကိုလည်းစက်ကြီးကောက်နေတာတွေရှိပါတယ်ဆိုတော့ဒီရွှေမျိုးတွေတူဖို့တဲ့ energy ကဘယ်လောက်ရနေတယ်လဲဆိုရင်ရွှေဖောင်တစ်ဖောင် ဝါပေါင်တစ်ပေါင်ကိုမြန်မာကျပ်ငွေ3,500ကနေ9,000ကျားရှိတဲ့အတွက်လက်ရှိကြားသိထားတဲ့သတင်းတွေအရတော့ဒီဝမ်ပြည့်ရွာရဲ့အောက်ဖက်စင်ကလုံးစင်ကလဲနောက်ပြီးတော့ဒီအနောက်တောပင်ရွာစတဲ့နေရာတွေအထိတူဖော်မှုတွေပြုလုပ်ဖို့တဲ့နေရာတွေတတ်မှတ်ပေးထားတာကြောင့်ရွှေပေါင်းအ ਨੇ စုံအရေးအတွက်200ကျော်ရှိတယ်လို့သိရပါတယ်ဆိုတော့ဒီ200လည်းပဲတွက်ကြည့်ရင်တော့အညွန်ကြီးပြည်ပြီးအုပ်စုတွေကဒီကအကျိုးမြတ်ဘယ်လောက်ရရှိထားပါသလဲ တိမ်ပေါင်းတန်းနဲ့ချီပြီးတော့ကိုရရှိထားပြီးဖြစ်ပါတယ်။ဒါတွေကဒေါ်လာရေးရန်ပုံငွေလားဆိုတော့ဒေါ်လာရေးရန်ပုံငွေလည်းမဟုတ်ပါဘူး။ဒီဒေတာတွေမှာရှိနေတဲ့ NUG PDF တွေအကုန်လုံးသူ့ဝေစုနဲ့သူအပိုင်းလိုက်ခွဲပြီးတော့သူတို့ရဲ့အကျိုးစီးပွားတွေကိုအသုံးပြုနေကြတာဖြစ်ပါတယ်။ဒီကားရတဲ့အကျိုးစီးပွားတွေကပဲလက်နက်ခဲရဲ့အနှဲငယ်ဝဲဒေတာတွင်းကနေမီကန်တိုင်ရင်တပ်ဖွဲ့တွေကိုနောက်ဆက်တွေပေးပြီးတော့တိုက်ပွဲတွေဖော်ဆောင်တယ်။တိုက်ပွဲတွေဖော်ဆောင်ပြီးတဲ့နောက်ဒီဒေတာကမိဘပြည်သူတွေကိုပဲထပ်မံပြီးတိုက်ပွဲဖော်ဆောင်နေဆိုတော့တက်ခတ်တွေထားပြီးတော့အလူတွေဆက်ခံတယ်။ ပြောမယ်ဆိုရင်တော့ဒေသခံမိဘပြည်သူတွေကနှစ်ပြီးသားအနာခံနေရတာဖြစ်ပါတယ်။ဘီအေးနှခါနာလို့ဆိုရမှာဖြစ်ပါတယ်။ကိုဒေသကိုပတ်ဝန်းကျင်ကိုရဲ့ကရစနစ်ကြီးအားလုံးလည်းပျက်စီးသွားတယ်။တစ်ဖက်ကလည်းတိုက်ပွဲတွေပေါ်ဆောင်ပြပေးတဲ့အလူခံလာတာလည်းရှိပါတယ်။ဆိုတော့ဒါက NUGP ရဲ့အပွဲတွေရဲ့လက်နက်အားကိုအနိုင်ကျင့်မှုတွေနဲ့ချင်းနှင်းမြစ်ဝမ်တကျော်လုံးပျက်စီးနေတယ်ဆိုတဲ့အခြေအနေကြောင့်ဒေသခံတွေကစိတ်ညစ်နေကြတာဖြစ်ပါတယ်။အခုလက်ရှိဒီလောင်းလောင်းပြေရွာရဲ့အောက်ဖက်မှာဆိုရင်ဇင်ကလေးရွာအနောက်တော့အုံနဲ့ပင်ညောင်ပင်သား တင်ပေါ်စားတဲ့ရွာတွေရှိကြပါတယ်။ဒီရွာတွေကဒီလောင်ပြေရွာကခရီးစနစ်ပြည့်စည်မှုရွှေမျိုးတွေတူးဖော်ပြီးတဲ့နောက်ရေလမ်းကြောင်းပြောင်းလဲလာမှုတွေဒီမြေကြီးကျမ်းမြင်ကိုပေါက်ပြီးတော့ဒီတဘာဝစနစ်ခရီးစနစ်ပြည့်စည်အောင်ပြုလုပ်တာတွေကိုခါစီပြီးခန်းစားကြရမှာဖြစ်တဲ့အတွက်ဒေသခံတွေကအင်အားတထောင်ကျော်နဲ့ဆန္ဒတွေထုတ်ပေါ်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းအကြမ်းဖက်သမားတွေဆိုတာကတော့တရားမရှိတကားမရှိဥပဒေမရှိလှုပ်ဆောင်နေတဲ့အဖွဲ့တွေဖြစ်တဲ့အတွက်ဒေသခံမိဘပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုတွေကတော့အယားမတင်ခဲ့ဘူးဖြစ်ပါတယ် ဒါကြောင့်မလို့တမတော်ကဒီအကြံဖက်သမားတွေရဲ့ရေတောင်းမြင့်ဖြစ်တဲ့ဂေယစနစ်ကိုပြက်စီးတဲ့ဒေသခံမိဘပြည်သူတွေရဲ့စိုးရင်ပူပန်မှုတွေကိုမတိကျိုးကျွံပြုတ်ဥပဒေခါပြုတ်နေတဲ့အဖွဲ့တွေရဲ့ရေတောင်းမြင့်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်အကြံဖက်သမား20ကျော်သေဆုံးတာတွေလည်းကြားသိရတယ်။ဆက်လက်ပြီးတော့ထိခိုက်ဒဏ်ရာရရှိတာတွေလည်းကြားသိရပါတယ်။မိဘပြည်သူတွေကတော့သူတို့ရဲ့ဆန္ဒထုတ်ဖော်တာကိုတုံ့ပြန်တိတိပြခဲ့ပေမဲ့အတိမမပြုတ်ဘဲနဲ့လက်နက်အားကိုပြီးဆက်လက်တူးဖော်နေတာတွေကြောင့်အခုလိုမျိုးတမတော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေသေဆုံးမှုတွေကို အားရ2000အားရဖြစ်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဒါကတော့မနေ့ကနိုဝင်ဘာ22ရက်နေ့နေ့လယ်တနားခွဲကနေ ဒီကြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ထိခိုက်မှုအတွင်းအကြမ်းဖက်တွေအနေနဲ့လည်းတိသောမှုတွေများခဲ့တဲ့ဒေသခံမိဘပြည်သူတွေကတော့ထိခိုက်တိသောမှုမရှိခဲ့ဘူးလို့သိရပြီးအကြမ်းဖက်သမားတွေကိုဆက်ကြီးပေးအကြမ်းဖက်သမားတွေကိုခရိုနီဝါဒနဲ့လက်ပေးလက်ယူလုပ်ပြီးတော့လာရောက်တူဖော်နေတဲ့သူတွေကတော့တိသောမှုတွေများခဲ့တယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။တတိယနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြိုင်းနှစ်ပတ်တယ်ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး share တဲ့မြန်မာမှာတတိယနေ့စဉ်ကြည့်စုနိုင်ပါတယ်ခင်ဗျာ။